ကချင်ပြည်နယ်ဖားကဲမြို့နယ်မော်ဝမ်းကျေးရွာမှာယနေ့အောက်တိုဘာလ16ရက်နေ့နနက်7:00နာရီချိန်ကဆိုလာမီရှော့ဖြစ်ရွာမှာတစ်စက်မီးလောင်မှုဖြစ်ပွားကောင်း၃လသားအရွယ်မိန်းကလေးငယ်တဦးမီးလောင်သေးဆုံးသွားခဲ့တယ်လို့သိရပါတယ်။မော်ဝမ်းကျေးရွာရေအီချောင်းဘက်ရှိရွှေစည်းစိန်လက်ဖက်ရည်ဆိုင်မှာပိုင်ဆိုင်နေနေအိမ်မှာမီးလောင်ခဲခြင်းဖြစ်က မီးလောင်မှုကြောင့်အိမ်ထဲ၌အိတ်နေတဲ့၃လသားအရွယ်မိန်းကလေးငယ်တဦးသေဆုံးသွားခဲ့တယ်လို့သိရပါတယ်။ မီးမလာတော့ဆိုလာမီးနဲ့တုံးကြတော့ဆိုလာမီးကနေပဲ short ဖြစ်ပြီးလောင်သွားတယ်။အိမ်ကပြင်ကဆိုတော့မီးလောင်အားကောင်းသွားတယ်။အနားမှာလူတွေအများကြီးရှိတော့မကြဘူးမီးငိမ့်သွားခဲ့တယ်။ဒါပေမဲ့အိမ်ထဲချန်နေတဲ့ကလေးကတော့တေဆုံးသွားပြီလို့ကြားရလို့သူကပြောပါတယ်။အဆိုပါမီးလောင်မှုကြောင့်ပြင်ထောင်နှစ်ထပ်အိမ်တစ်လုံးပျက်စီးခဲ့ကောင်တုံးလာတာအရွယ်ကလေးငယ်တူတေဆုံးသွားခဲ့ပြီးအဆိုပါမိလောင်မှုကမိသက်တပ်ဖွဲ့ဝင်များရက်ွက်နေပြည်သူများပူပေါင်းက15မိနစ်ကြာမိငိမ့်တက်ခဲ့ရတယ်လို့သိရပါတယ်။ အလာဒူဇွန်လ30ရက်နေ့ကလည်းစိတ်မှုကြေးရွာအုပ်စုရက်ကွက်3အနီးရှိခိုင်ကြီးစင်73စီအယောင်ဆိုင်ဤစီကိုတောင်မိလောင်မှုကြောင့်အနီးနာရှိလူနေအိမ်၃လုံးပြည့်စည်ခဲ့တယ်လို့လည်းသိရပါဗျ။